ားအလုံးမဲမင်္ဂလာပါဒီ channel ကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ဂျာမန်စာလေ့ကျင့်ရေးခွင့်အနေနဲ့အသုံးချသွားဖို့အတွက်ပဲဖြစ်ပါတယ်ကျွန်တော်ကလေ့လာထားတဲ့သင်ခန်းစာတချို့ကိုတစ်ဖက်ကိုပြန်လည်ရှင်းပြပေးတဲ့ပုံစံအနေနဲ့ဗီဒီယိုတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ဒီလိုတင်ပေးခြင်းအပြင်တစ်ဖက်လူတွေအတွက်လည်းအကျိုးရှိမှာဖြစ်တယ်လို့ကျွန်တော်အတွက်လည်းသိထားတဲ့အရာတွေကပို့ပြီးတော့ရှင်းလင်းသွားမယ်ပို့ပြီးတော့မှတ်မိစေမှာပဲဖြစ်ပါတယ်။ ။နောက်တစ်ခု ကျွန်တော်လေ့လာသွားမယ့်ပုံစံကဂျာမန်စာကို grammar တိတက်လေ့လာရတယ်ဆိုတာမျိုးတဲ့စာကြောင်းတွေဝါကျတွေတွေကနေပြီးတော့ grammar ကိုလေ့လာသွားမှာဖြစ်ပါတယ်။လက်တွေ့မှာအသုံးများတဲ့စာကြောင်းတွေကိုထက်ခါထက်ခါနားထောင်ရင်းထက်ခါထက်ခါလိုက်ပြောရင်းသားနေပြီးတော့ grammar ကိုလေ့လာသွားမှာဖြစ်ပါတယ်။အဲကျွန်တော်တို့အတူတူ ပို့စူးစမ်းကြတာပေါ့ အဲကျွန်တော်တို့ရဲ့ German စာလေ့ကျင့်ရေးခွင့်မှာအတူလေ့ကျင့်ကြဖို့ subscribe လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်